လွဲရပြန်တဲ့ဒီတကြံအိမ်ရပြန်တကြံနီးလာတော့အိမ်ပြန်ခြင်းစိတ်ကလည်းထိမနိုင်သိမရဖြစ်လာတယ်လို့ဗန်ကောက်မှာအငုတ်တဲနေတဲ့ကျွန်တော်မိတ်ဆွေကိုကြီးကဗီဒီယိုကောကနေလှမ်းပြီးရင်ဖွင့်ပါတယ်ဇာတိမပြန်ရတာဟာ လင်းနှစ်တောင်ကြာခဲ့ပြီမို့သူ့အတန်ကလည်းအာဟာရပြတ်နေတဲ့လူမမာတယောက်လို့ ကြံဆိုရင်မပြန်ရမနေနိုင်နဲ့ပြန်ကျင်စိတ်ကြောင့်ရသလို ဖြစ်သလိုပြန်ဖို့ကြိုးစားခဲ့ပေမဲ့အင်းရန်ပြန်လန်တလျှောက်တိုက်ပွဲတွေကစီးကျုံနေတာမို့လက်မှန်ချခဲ့ရတယ်။သူတို့မွန်ပြည်သားတွေက လေရင်စီးပြန်လာမျိုးမှမရှိပဲဘန်ကောက်ကနေမဲဆောက်ပြီးရင်တရားကြော်လိုက်တာနဲ့မြဝတီအဲ့ဒီကနေမှအကားကို၃နာရီလောက်စီးရင်ဇာတိမီကို ပြန်ရောက်ပေမဲ့အဲ့ဒီ၃နာရီဆိုတဲ့ခကြီးက ကြည်သင်နေတာတလူလူလွင့်နေတာမို့အခန့်မသိရင်ဘဝကူးသွားနိုင်တယ်မို့လားတနည်းပြီးတစ်နှစ်နောက်ဆုတ်ခဲ့ရတယ်အခု2025ခုနှစ်ရောက်တော့လေစစ်ကောင်စီမပြုံးမချင်းဇာတိပြန်နိုင်မှာမဟုတ်ဘူးဆိုတဲ့အသည့်ကအရက်ဆက်ဆုံးထိုးနှက်နေတယ်လို့သူကဆိုပါတယ်အခုငလျင်လှုပ်တာကြောင်ရောငလျင်မလှုပ်လေကျွန်တော်တို့ဇာတိမျိုးမှာလူငယ်တွေလူလက်ပိုင်းတွေ မရှိသလောက်ရှားနေပြီဆိုတော့တကြံမစီဘူးဆိုတာသိပေမဲ့ဘာပဲဖြစ်ဖြစ်တကြံဆိုရင်အိမ်ပြန်ကျင်တယ်လို့ကိုကြီးကပြောပါတယ်သူရတက်က40ရှိပြီဆိုပေမဲ့အိမ်ပြန်လမ်းမှာပေါ်တာနဲ့တိုးခဲ့ရင် ကျွန်တော်အသက်40ရှိပါပြီဆိုတဲ့အမှတ်ပုံတင်အထောက်ထားနဲ့ရှင်းလို့မရမှန်းသူကောင်းကောင်းသိပါတယ်မော်လမြိုင်မြို့ပေါ်ကသူ့မိတ်ဆွေရဲ့မိတ်ဆွေအသက်90ရှိပြီဖြစ်တဲ့ဆိုင်ငယ်ကယ်ရီဆရာ ပိုက်ရွှဲရွှဲလူပုံကြီးလိုက်တာနဲ့ကျမ်းမာရေးကောင်းသူမဟုန်မှန်းတိတာနေတဲ့ခန္ဓာကိုယ်ပိုင်ရှင်2024ခုနှစ်ကုန်ပိုင်းမှာည9နာရီတောင်မထိုးသေးမြို့ပြင်ကိုကယ်ရီပို့ပြီးအပြန်မြို့အဝင်စက်တက်ဂိတ်မှာ အလွတ်ကြီးဖမ်းဆီးခံခဲ့ရပါတယ်ရုပ်ကြည်တာနဲ့စစ်မှုထမ်းအကျုံးဝင် အသက်35နှစ်အထက်တော်တော်ကြီးနေမှန်းတိတာပေမဲ့စစ်မှုထမ်းတင်းနှန်းချောင်းကိုရောက်သွားပါတယ် စမနစ်လောက်တောင်ခပ်ဖွားဖွားမပြေးနိုင်သူမို့တန်တန်းဆရာတွေတောင်းနဲ့ကြက်ဆယ်သိန်းပေးကမှပြန်လွတ်လာတာမို့မမချာချာ40အရွယ်စစ်တပ်ကဘယ်လွတ်ပေးလိမ့်မလဲလို့ကိုကြီးကပြောပါတယ်အမေကပြန်မလာဖို့တဖွားဖွားမှာပါတယ်တခြားစစ်မှုထမ်းအကျုံးဝင်အရွယ်တွေရောအကျုံးဝင်အသက်ထက်ကြော်နေတဲ့သူတွေရောဘယ်သူမှမပြန်ရကြပါဘူး တကြံပြန်တော့ဘော်ဒါအစွဲမခံရရင်တောင်မှလန်ကီးကမကောင်းတော့ထိုင်းကိုပြန်လာမှ မရမှလဲစိုးရင်ကြတယ်လေကိုကြီးကဘန်ကောက်မြို့ရဲ့ဆက်ယုံတရုံမှာအလုံးလုံးခဲ့တာတက္ကရွေ2000အကျော်ကလေးကပါတချိန်မှာ ကိုဇာတိမြေမှာပဲပြန်အခြေချမယ်ဆိုတဲ့ပိုင်းဖြက်စိမ့်နဲ့ငွေကိုငွေမှန်းအတိကြီးကြီးထားကကြစ်ကြစ်ပါစူဆောင်းနေပါတယ် NLD ဆိုရလက်ထက်2019ခုနှစ်ရောက်တော့ဘန်ကောက်ကိုတက်တာပြဇာတိမှာဝယ်ထားတဲ့ rover ချန်မာပဲပြန်လုတ်ကင် စားတောက်တော့မယ်ဆိုပြီးရင်ကော့ကပြန်ချလာပါလေ rover ချန်ကဝင်ငွေတိမ်မများပေမဲ့ဆူဆူပြေးပြေးဘန်ကောက်မှာကြံခဲ့တဲ့အကိုနဲ့စက်တူလုံနေတဲ့ငွေလွှဲလုပ်ငန်းကအလုတ်ဖြစ်နေတာဆိုတော့ရွှေရောင်တောက်ပါတဲ့နေ့တွေနဲ့မျောလင်းချက်ကြီးခွင့်ရှိတဲ့အနာဂတ်တွေနဲ့ပေါ့ အာနာလဲတိမ့်လိုက်ရောရောဘာဈေးကွက်လဲပြက်ကိုဗစ်မှာဘန်ကောက်ကအကူလဲတိမ့်ပါသွားခဲ့လေတော့ငွေလဲလုပ်ငန်းလဲပြက်ဇာတိမှာဆက်နေရင်အမေအိုနဲ့မိဘမဲ့သွားရှာတဲ့တူတူမနှစ်ယောက်နဲ့ဝင်ငွေလေးရရဲ့ကရေရှည်မှာတိုင်ပတ်သွားနိုင်တာမို့တတိယလိုင်းကိုဗစ်အပြီး2021ခုနှစ်ထဲမှာပဲလက်နက်ချဘယ်တော့မှပြန်မလာတော့ဘူးလို့ပိုင်းဖြတ်ထားတဲ့ဘန်ကောက်စက်ရုံစီ ခေါင်းငိုက်ဆိုင်ချပြန်ရောက်ခဲ့တယ်လို့အာနာသိမ့်မှုကြောင့်သူ့ဘဝအဖြစ်ဆိုးခဲ့ပုံအကြောင်းကိုကိုကြီးကပြောပါတယ်ပြီးတော့ကိုကြီးကအရင်ရင်ကာလမတ်လာတဲ့ဝင်လာပြီဆိုရင်ပဲအိမ်ပြန်ရတော့မယ်ဆိုတဲ့စိတ်နဲ့တိုင်ငါလေးတကောင်လိုဖြည့်ဖြည့်လူးခဲ့တယ်လို့လဲဆိုပြပါတယ်။တကြံနာနီးပြီဆိုရင် ထိုင်းဆက်ယုံတွေကလည်းတကြံနာရက်ပြီးထိုင်းအစိုးရကလည်းမြန်မာလာအိုနဲ့ကမ်ဘောဒီးယား ရှေပြောင်းလုပ်သားတွေကိုဗီဇာကင်းလွတ်ခွင့်နဲ့နေရက်ပြန်ခွင့်ပြုဒီနေ့မှာဆိုရင်ဧပြီလ1ရက်ကနေမေ15ရက်နေ့ထိဗီဇာကင်းလွတ်ခွင့်ပြုအိမ်ပြန်တုံးထုတ်เสียရမလို့ပဲမဲဆောင်မျိုးစောက်လုပ်ရေးလုပ်ငန်းခွင့်မှာအထိုင်ကျနေတဲ့မြန်မာလုပ်သားတယောက်ကကိုဗစ်မတိုင်အချိန်အခုလိုကြံနာနေရက်တွေမှာ အမှတ်1တရားမြဝတီမဲဆောက်အမှတ်1ကြည်ကြည်ရေးတရားပေါ် ဇာတိအလေပြတဲ့မြမ900ကျော်ပုံမှန်ရှိတယ်လို့လွှမ်းပြပါဗါတယ်။တကြန်နာနေတဲ့ဧပြီ9ရက်ကျော်ကစပြီးကိုဗကန်ကူဖို့တန်းစီနေတဲ့မြမတွေဟာခဲနေရောမနေ့ကဧပြီ9ရက်ကပဲကျွန်တော်တရားနာရောက်တာ လူကို6ကတ်နေရောပဲကျွန်တော်ကိုယ်တိုင်လဲအိမ်မပြန်ရဲဘူးလို့စောက်လုတ်ရေးလုတ်သားကဆိုပါတယ်။သူဒီလဲတကြန်ရောက်တိုင်းဘကိုးတိုင်းတဲကအတုဇာတိရွာစီ ြန်နေကြပေါ့ငွေစားလေးတရွှင်ရွှင်နဲ့မဲသောအပြန်ဖြစ်ရွာတဲကိုရင်ကော့ပြီးဝင်ရတဲ့အရသာနဲ့တကြံမှာရက်ရွာတလေအတိုင်းကြော်ရွှင်ရတာဘာနဲ့မှအစားထိုးလို့ရမှာလဲလို့သူကဆိုပြပါတယ်အခုတော့သူဒီလဲပေါ်တာကြောက်ရမဲသောကိုပြန်လာလို့မရမှာ ကြောက်ရနဲ့အိမ်မပြန်နိုင်ရှာပါဘူးကိုပြန်ဖို့ဆိုတာအဝေးကြီးကိုရာက လူတွေကိုပဲကဲ့ထုတ်နေရတယ်လို့သူကစက်ပြောပါတယ် သူတို့ဒေတာကလူငယ်လေးတွေစစ်မှုထမ်းရှောင်ဖို့ပြည်ရဲထဲဝင်နိုင်သူဝင်မဝင်နိုင်သူတွေကထိုင်းနိုင်ငံရဲ့တရားမဝင်အောက်လန်းကနေဝင်ထမ်းရောက်ပြီးကမှတရားဝင်ကတ်တစ်ခုခုလုပ်ပြီးတော့အလောက်ကန်ရရှိအောင်ကြိုးစားတခြားရွေးစရာလမ်းမရှိတော့အန်ဒီရဲ့များပေမဲ့ဒီလမ်းပဲရွေးကြရတာပဲလို့ဆိုပြန်ပါတယ်ကျွန်တော်တို့ရွာနာကတစ်ဖွဲ့ဆိုရင်စစ်မှုမထမ်းခြင်းလို့ထိုင်းနေဝင်လာမှပဲအဖမ်းခံရပြီးတော့ ဟူဘကန်ပြန်သွန်းဟူဘကန်ပြန်ခံရတာဟူဘကန်ရောက်တဲ့အခါကျတော့လေစစ်တပ်ထဲအပုတ်ခံလိုက်ရတယ်လို့ပြောပါတယ်သူတို့လိုထိုင်းမှာအကြောင်းမျိုးမျိုးနဲ့အဖမ်းခံရပြီးနောက်စစ်ကောင်စီတံပြန်လွှဲအပ်တာကြောင့်စစ်တပ်ထဲရောက်သွားတဲ့လူငယ်တွေက900နှစ်အထက်တထောင်နားတောင်ကပ်နေပြီလို့ထင်ရပါတယ် Google သူမဲ့မြန်မာလူငယ်တို့ရဲ့ဘဝတွေပါ နဝရီကြားဖြန့်ပြဿနာကြောင့်နေဆက်လုံကြုံရင်တင်းကျပ်ထားတဲ့ထိုင်းနဲ့ခိုးဝင်ရတာအန္တရာယ်များပေမဲ့မျိုးလုံးစုံမိတ်ကန်ဒီတာအမိအဖပေါ့ကိုကြီးရဲ့ဒုတိယဆိုရင်လဲစစ်မှုထမ်းအပတ်စဉ်၁စခေါ်အပြီး2024ခုနှစ်ဧပြီလကုန်မှာဘန်ကောက်ကိုအောက်လန်းကနေခေါ်လိုက်ရတယ်လို့ဆိုပါတယ်ပထမ ကိုကြီးရဲ့စိတ်ကူးကသူဖြစ်သူဘွဲရာပြီးကမှထိုင်းမှာလာမလို့လဲဇာတိမှာရောဗာချန်ဒါမှမဟုတ် ကုခုလုံပေါ့စင်မုံထံဥပရေကသူတို့ရဲ့စိတ်ကူးတွေထပ်ပိုင်းချိုးချလိုက်တာဆိုတော့ကိုကြီးသူ့ရဲ့ဒူကိုလည်းငငယ်ရွယ်ရွယ်နဲ့ထိုင်းဆက်ရုံလုံသားဘဝလုပ်ပြီးလိုက်ရပါတယ်ဇာတိမှာအမေပဲကြံတော့တာဆိုတော့တူမကိုတော့သူ့ဖွားနယ်ပဲနေပေါ့ဒါပေမဲ့ကျွန်တော်တို့ဇာတိဘက်မှာတကြံလွန်ရင်အမျိုးသမီးတွေကိုစစ်မှုထမ်းစခေါ်တော့မယ်ဆိုပြီးသတင်းပြန့်နေတော့အခုတူမလည်း ဘန်ကောက်ရောက်လာရပြီလို့ကိုကြီးကဆက်ပြောပြပါတယ်။ထုံစံတိုင်းအောက်လန်းကနေပဲခေါ်ရတာပေါ့။နေဆက်လမ်းကြောင်းတွေက တင်းကျပ်ထားတော့ပွဲစားကိုပေးရတဲ့ဘန်ကောက်အရောက်ဝင်းဆောင်ကကစီးကြည့်ပါတယ်။ဘိမတိရမခဘန်ကောက်ရောက်လာတာကိုပဲကျေးဇူးတင်ရပါတယ်။ရှေခကြီးဘယ်လိုဆက်ကြမလဲဆိုတော့သူတို့တူကြီးမမဟုတ်နိုင်ငံခြားရောက်နေတဲ့မြမလူငယ်များစွာအတွက်တော်လန်ကြီးမအောင်မမြင်မချင်း အိမ်ပြန်လန်းဆိုတာမရှိတော့ပါဘူးအခုတော့ပျော်ရှင်စွာနဲ့အိမ်ပြန်သွားကြတဲ့လာအိုနဲ့ကမ်ဘောဒီးယားရွှေပြောင်းလုပ်သားတွေကိုမြန်မာတွေငေးကကိုစီအိမ်အလွမ်းဝေဒနာတွေနဲ့နစ်နေကြတယ်လို့ကိုကြီးကဆိုပါတယ်အိမ်ပြန်ကျင်ကြတယ်အိမ်ဆိုတာပြပရောက်မြန်မာတွေအတွက်တိတ်ဝေးလွန်လှပါတယ်ဗျာဟုတ်ကဲ့ဒါကတော့ဒီဗီမှာဖော်ပြထားတဲ့ လင်းဆက်ငိမ့်ချမ်းရဲ့ဆောင်းပါးဖြစ်ပါတယ်။ညီမပြည်သူဒီသာပေါင်းလေအများဆုံးအေးချမ်းသာရလွတ်လပ်ပြီးတော့ကိုယ်စိတ်နှပြချမ်းမာချမ်းသာရှင်လန်းပါစေကြောင်းစွမ်းမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။